ပြည်သက်တွေကဖူးစာစုံစည်ကျင်ကြတဲ့ဟင်းဝီရံရဲ့စူပြည့်သစဉ်ဟင်းဝီရံရဲ့စူပြည့်သစဉ်တို့ကတော့ဗီဒီယိုခေတ်ကလေးကစကားပေါင်းများစွာကိုတွဲဖက်ရိုက်ကူးခဲ့ကြတဲ့အမှုပညာရှင်နှစ်ဦးပါသူတို့နှစ်ဦးတွဲဖက်သရုပ်ဆောင်ထားတဲ့စကားတွေဟာအထူးအပေးမှုရခဲ့တယ်လို့အောင်မြင်မှုလည်းရရှိခဲ့ပါတယ်ဒါကြောင့်နှစ်ယောက်တွဲကြော်ညာတွေ live series တွေ music video တွေပါဇက်တက်ရိုက်ကူးလိုက်ခဲ့ရပါတယ်ဟင်းဝီရံရဲ့စူပြည့်သစဉ်တို့နှစ်ဦးတွဲဖက်သရုပ်ဆောင်ခဲ့ကြတာဟာဆိုရင်အခုဆိုနှစ်ပေါင်း20နီးပါးရှိခဲ့ပါပြီ သူတို့ဆောင်တွဲဟာခမစရီအယမ်းမိတယ်လို့နင်းနဲလရွှေနဲမြပမာအယမ်းလိုက်ဖက်လွန်လာတဲ့သူတွေလို့ပရိသတ်တွေကသတ်မှတ်ခဲ့ကြပါရည်ရိုက်ကွင်းပေါ်မှာရောအပြင်မှာပါအမေးစားနောက်တက်ကြပြီးတယောစင်တွေဖြစ်နေကြတဲ့သူတို့နှုတ်ကိုပရိသတ်တချို့ကလည်းချစ်သူတွေဖြစ်နေကြပြီလို့ထင်ကြီးပေးနေကြပါရည်ပရိသတ်တွေကသဘောတူတယ်လို့ပဲအမှုပညာရှင်အချင်းချင်းကပါသဘောတူလို့အောင်းသွင်းနေသူတွေလည်းများပြားလာပါရည်ပရိသတ်တွေကဖူးစာစုံစည်ကျင်ကြတဲ့လွမ်းပိုင်နဲ့နတ်ဆူရီဆို ပိစစာနဲ့လမ်းခွဲခဲ့ပြီးနောက်မှာဆင်ငယ်ဖြစ်သွားတဲ့လွှမ်းပိုင်နဲ့ဂျီဖန်နဲ့တရားဝင်လမ်းခွဲခဲ့ပြီးတဲ့နောက်ပိုင်းမှာဆင်ငယ်ဖြစ်သွားတဲ့နန်းစုရီဆိုတို့နှစ်ဦးဟာချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါသည်။သူတို့နှစ်ဦးသားကိုဘယ်သွားသွားအတူတွဲတွေ့ရတတ်သလိုဂျန်ညာရီရုပ်ရှင်ဇာတ်ကားတွေလည်းအတူတွဲသရုပ်ဆောင်ခဲ့ကြပါသည်။ပရိသတ်တွေထင်သလိုချစ်သူတွေဖြစ်နေပြီလားဆိုတာကိုတော့ပွန့်ပွန့်လင်းလင်းထုတ်မပြောကြသေးပါဘူး။အစရောလွမ်းပိုင်ကတော့အခုတလောနန်းစုနဲ့ကန်ဆက်တာကြောင့်အမှုပညာလုပ်တွေအတူတွဲလုပ်ဖြစ်နေတာပါလို့ပြောခဲ့ပါသည်။ နန်းစုကလည်းအသက်36နှစ်အထိအရွယ်တင်မှုပြိုနေတာအချစ်ခံရလို့ပါလို့သာပြောခဲ့ပါရီပြည်သက်တွေကသူတို့ဆောင်တွဲကိုလိုက်ဖက်လို့ဝိုင်းရှစ်ပေးနေကြသလိုဝေဖန်သူတွေလည်းရှိနေပြန်ပါရီပြည်သက်တွေကဖူးစာစုံစည်ကျင်ကြတဲ့အေးချမ်းမောင်နဲ့မင်းမြမို့တက်သက်ဆမင်းသားတွေထဲမှာရုပ်ရည်ချောမောလပပြီးအိုက်တင်ကောင်းတာကြောင့်နမဲကြီးလာတဲ့မင်းသားချောအေးချမ်းမောင်နဲ့မင်းသမီးချောမင်းမြမို့တို့ဟာချစ်သူတွေဖြစ်နေပြီလို့သတင်းတွေထွက်ပေါ်လာခဲ့ပါရီအနေအီးတဲ့အေးချမ်းမောင်နဲ့မင်းမြမို့တို့ဟာရုပ်ရှင်ဇာတ်ကားတွေ ကျော်ညာတွေမှာအတူတွဲဖက်ရိုက်ကူးခဲ့ကြရင်ခင်မီယနီတော့ခဲ့ကြတာပါသူတို့နှစ်ဦးရိုက်ကူးထားတဲ့အရက်ဆက်ဆုံးအနက်မှလည်းအေးချမ်းမောင်ကိုတခေနိုင်ခဲ့တယ်လို့မင်းမျိုးမကဝန်ခံထားခဲ့ပါရီအင်တာဗျူးတွေမှာတယောက်နဲ့တယောက်အပေါ်ထားတဲ့သဘောထားအပြန်အလှန်ပြောကြတဲ့စကားအသွာလာတွေကိုကြည့်ပြီးချစ်သူတွေဖြစ်နေပြီလို့ပရိသတ်တွေကထင်ကြီးပေးနေကြတာဖြစ်ပါရီပရိသတ်တွေကဖူးစာစုံစည်ကျင်ကြတဲ့စစ်နိုင်တဲ့ရွှေပိုးအိမ်အောင်မြတ်သားဇလန်တွင်းနဲ့နမိတ်ကြီးလာတဲ့စစ်နိုင်တဲ့ရွှေပိုးအိမ်တို့ဟာ အတူတွဲတရုတ်ဆောင်ရင်လိုက်ဖက်ညီလုံးလာတဲ့အတွက်ပြည်သက်တွေကသဘောတူနေကြပါတယ်။သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာလည်းတာမန်ထက်ပိုနေတာကြောင့်ချစ်သူတွေလိုလည်းထင်ကြပေးနေကြပါတယ်။သူတို့နှစ်ယောက်ဟာရိတ်ကွင်းပေါ်မှာလည်းအမြဲစားနောက်လေးရှိကြပြီးပျော့ပျော့ရွှင်ရွှင်နေတဲ့ကြတဲ့သူတွေပါ။မကြကနာဆိုသလိုသူတို့နှစ်ဦးလက်ထက်သွားပြီဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်ခဲ့တယ်လို့ပြည်သက်တွေကလည်းတကယ်ထင်ပြီးတော့မင်းမြတ်လေးရှိတာကြောင့်မဖြေရှင်းကျင်တော့လာအောင်ဖြစ်နေပြီလို့လည်းပြောခဲ့ပါတယ်။